ဂျပန်နိုင်ငံမှာအွန်လိုင်းပေါ်ကနေတဆင့်တည်ကျွမ်းခဲ့သူကိုအိုးကိုတက်ဖြတ်ပြီးခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုဖျက်တောက်ခဲ့မှုနဲ့တည်ရန်ချမှတ်ခံခဲ့ရတဲ့အမျိုးသားတအူးကိုဇွန်28ရက်ကစီရင်ကုန်မြတ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါမျိုးသားဟာ Twitter လူသက်သမားလို့အမည်ပေးခံခဲ့ရပြီးသူ့ကိုစီရင်ကုန်မြတ်မှုဟာ2022ခုနှစ်နောက်ပိုင်းဂျပန်မှာပထမဆုံးစီရင်ကုန်မြတ်မှုဖြစ်ပါတယ်။အသက်34နှစ်အရွယ်တာကိုဟီရိုရှီ ရာအီရှိဟာလက်ရှိ X လို့နာမည်ပြောင်းလဲခဲ့တဲ့ Twitter လူမှုမီဒီယာပေါ်ကလူငယ်တွေကိုဆက်သွယ်ခဲ့တာဖြစ်ပါတယ်။၎င်းတပ်ဖြတ်ခဲ့သူကိုအနက်ရှေးဦးဟာမင်းကလေးတွေဖြစ်ပါတယ်။ရှီရာအီရှိဟာ တစ်တောက်ပေါ်မှာမိမိကိုယ်ကိုအဆုံးစီရင်လိုကြောင်းရေးသားခဲ့တဲ့လူငယ်တွေကိုတဦးချင်းစီပြတ်မှတ်ထားပြီးခေါ်ယူတွေ့ဆုံခဲ့တာတက်ဖြတ်ပစ်ခဲ့တာဖြစ်ပါတယ်။အဲ့နောက်အလောင်းတွေကိုတစားစီဖြတ်တောက်ပြီးဘူးတွေတဲကိုထည့်ပြီးဖွက်ခဲ့ပါတယ်။ရှီရာအီရှီရဲ့ရာဇဝဲမှုတွေအနက်ဓမြတိုင်းမှုအာဓမပြုခြင်းမှုအလောင်းဖြောင်းမှုတွေလည်းပါဝင်ကြောင်းတရားရင်ဝင်ကြီးကိုင်စုကီစုစကီကပြောပါတယ်။တေဆုံးသူကိုဟာရိုက်နှက်ခံထားရပြီးလေပင်ညစ်တက်ဖြတ်ခံခဲ့ရတဲ့အပြင်ဓမြတိုက်ခံခဲ့ရပါတယ်။ သူတို့တွေရဲ့အလောင်းတွေကိုအပိုင်းပိုင်းခုတ်ဖြတ်ပြီးဘူးတွေတွေကိုထည့်ထားပါတယ်။တချို့အပိုင်းတွေကိုတော့အမိုက်ပုံးတွေတွေကိုဆွန့်ပစ်ခဲ့ပါတယ်လို့စုစကီကပြောပါတယ်။ရှိရာအီရှိဟာ၎င်းရဲ့လိမ်ပိုင်းဆိုင်ရာနဲ့ငွေကြေးပိုင်းဆိုင်ရာအလို့ဆန္ဒအတွက်ကျေနပ်မှုရရှိစေဖို့လှုံ့ဆော်ခဲ့တာဖြစ်ပြီးဒီလူသက်မှုတွေဟာဂျပန်လူမှုအတိုင်းဝိုင်းကိုထိတ်လန့်စေပြီးစိုးရိမ်မှုတွေမြင့်တက်စေတယ်လို့စူဇကီကဆိုပါတယ်။ရှိရာအီရှိဟာအသက်55နှစ်ကနေ26နှစ်အရွယ်ကိုဦးကိုတပ်ဖြတ်မှုအတွက်2020ပြည့်နှစ်မှာတည်ရန်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ၎င်းဟာသူတပ်ဖြတ်ခဲ့သူတွေကိုတိုကျိုမြို့တော်အနီးမှာရှိတဲ့၎င်းရဲ့နေအိမ်စီကိုလာရောက်ဖို့သွေးဆောင်ခဲ့ပြီးတပ်ဖြတ်ခဲ့ကတိုက်ခန်းအနီးတစ်ဝိုက်မှာအလောင်းအစိအပိုင်းတွေကိုဖွက်ထားခဲ့ပါတယ်။ရှီရာအီရှီဟာအလောင်းအစိအပိုင်းတွေကိုအေးအေးကန်ဘုံးနေနဲ့ဘူးတွေအတွင်ထည့်ပြီးတပ်တွေကိုဖုံးကွယ်ထားဖို့အတွက်ကြောင်သေးတွေနဲ့ဖုံးထားခဲ့ပါတယ်။ ၎င်းရဲ့ရှေ့နေတွေကတော့ရှိရာအရှိတပ်ဖြတ်ခဲ့သူတွေဟာအဆုံးစီရင်ဖို့အတွေးရှိကြတဲ့အတွက်တည်ဆုံးဖို့သဘောဆန္ဒရှိကြတာကြောင့်ရှီရာအီရှီကိုကုမြတ်တဲ့ပြစ်ဒဏ်အစားထောင်ဒဏ်သာချမှတ်တင်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။